မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ၁ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ ကချင်ပြည်နယ်မိုးမောင်းမြို့အနီးမှာရှိတဲ့အောင်မြေကြီးပါမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားမှာလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘာလ၁ရက်နေ့မနက်တနာရီကအချိန်မှာမိုးမောင်းမြို့အောင်မြေကြီးရွာအနီးစစ်ကောင်စီတပ်က Jet Fighter ၄ရင်များနဲ့၃ချိန်ဘုံးကျဲတိုက်ခတ်မှုများပြုလုပ်ခဲ့ပြီးတော့မနက်၅နာရီကအချိန်မှာ၁၂၀မမလက်နက်ကြီးများအတွဲလိုက်ဒုံးများနဲ့ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းမြေပြင်သတင်းရင်းမြစ်ကပြောကြားထားပါတယ် အဲ့ဒီစစ်ကောင်စီတပ်ရဲ့120မောင်းမှလက်နက်ကြီးများအတွဲလိုက်ဒုံးများနဲ့ပစ်ခတ်မှုကြောင့် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့များကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးစစ်ကောင်စီတပ်သေးကိုကြက်ရောက်ပောက်ကွဲကအပြန်အလှန်ပစ်ခတ်မှုများရပ်တန့်သွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်စခန်းမှာကြက်ရောက်ပောက်ကွဲခဲ့တဲ့လက်နက်ကြီးကြီးကြောင့်စစ်ကောင်စီဘက်ကထိခိုက်သိမ်းဆုံးမှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဘက်ကလည်းဆုံးရှုံးလိုက်ရတဲ့စီရေးအရာရေးပါတဲ့မိုးမောင်မြို့ကိုပြန်လည်ရရှိရန်အတွက်လေကြောင်းတိုက်ခတ်မှုများလက်နက်ကြီးပစ်ခတ်မှုများမြေပြင် တိုက်ခိုက်မှုများအပြင် drone နဲ့တိုက်ခိုက်မှုများကိုလည်းပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြက်ဖက်စစ်ကောင်စီကဒီကနေ့အော်တိုဘားလ၁ရက်နေ့ကစတင်ပြီးတော့စီမံချက်နဲ့တကောင်စီရင်ကောက်ယူမှာဖြစ်တဲ့အတွက်အော်တိုဘားလ၁ရက်ကနေ15ရက်နေ့အထိနေအိမ်မှာအိမ်တော်ဦးစီးသို့မဟုတ်အိမ်တော်စုအကြောင်းကိုဖြေကြားနိုင်မဲ့သူအိမ်မှာနေဖို့အတွက်ဖိအားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘားလ၁ရက်နေ့ကနေအော်တိုဘားလ15ရက်နေ့အထိမနက်9:00နာရီကနေညနေ6:00နာရီအချိန်ထိအိမ်မှာလူတအုပ်အများရှိရမှာဖြစ်ကြောင်း ရှိနေရမယ်သူဟာအိမ်တော်ဦးစီးသို့မဟုတ်အိမ်တော်စုရဲ့အကြောင်းအရာများကိုဖြေချနိုင်မဲ့သူဖြစ်ရမှာဖြစ်ကြောင်း၎င်းစည်ရဲ့အတွက်ပူးပေါင်းဆောင်ရွက်ကြရင်လည်းမပူးပေါင်းရင်အရေးယူခံရမယ်လို့ရက်ကွက်နဲ့ခြေရောအုတ်ချုပ်ရေးမှုအဖွဲ့ကပြောဆိုလာကြောင်းဒေသခံပြည်သူများကပြောဆိုနေကြပါတယ်။မနေ့ကညနေပိုင်းကစာရွက်လာပို့သွားတယ်။အိမ်မှာနေဖို့၎င်းစည်ရဲ့ကောက်မှာဖြစ်တဲ့အတွက်မနက်9နာရီကနေညနေ6နာရီအတွင်း အော်တိုဘားလာတရက်ကနေ15ရက်အတွင်းအိမ်မှာလူတယောက်အမဲရှိရမယ်မရှိရင်အေးအေးယူခံရမယ်လို့ပြောတယ်ဘလို့အေးအေးယူမှလဲတော့မပြောဘူးလို့မယန်းကုန်မြို့နယ်တရက်ကွာမှာနေတဲ့ပြည်သူတို့ကပြောကြားထားပါတယ်သကောင်စင်းကောက်ယူရေးအဖွဲ့များလာရောက်ပါကလည်းမိကုံများကိုတေးချစွာမှန်မှန်ကန်ကန်ဖြေဆိုကြရန်ကြီးကြီးပြပြနဲ့စိတ်ပါလက်ပါဖြေဆိုကြရန်နေမြေကအုပ်ချုပ်ရေးအဖွဲ့များကဖိအားပေးနေတယ်လို့သိရပါတယ်မိကုံနေမင်းလည်းမှန်မှန်ကန်ကန်ဖြေပေးဖို့ ကြီးကြီးပြည်သူနဲ့ဖြေပေးဖို့မမှန်မကန်ဖြေတာမျိုးဆိုရင်အချက်လက်တွေလွဲသွားနိုင်တယ်ပေါ့ပြီးရင်အိမ်မှာမနေတဲ့သူကိုလည်းသကောင်စီရင်ထဲမှာဆက်ပြီးတော့မထားဖို့လည်းပြောတယ်လို့မရန်ကုန်မြို့နယ်တရက်ခွက်ကပြည်သူကဆက်လက်ရှင်းပြခဲ့ပါတယ်အချက်မှစစ်ကောင်စီကသကောင်စီရင်ကောက်ယူမှုများဟာ2025ခုနှစ်ရွေးကောက်ပွဲကျင်းပရေးမဲစရင်ပြုလုပ်ရန်အတွာအရေးပါကြောင်းမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုထားတော်လဲတော်လိုင်းတပ်ဖွဲ့များကသကောင်စီကောက်ယူရေးလုပ်ငန်းများမှာပူးပေါင်းပါဝင်သူများကိုအရေးယူမယ်လို့ထုတ်ပြန်ကြေညာထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရားခံပြေအပါအဝင် online ငွေလိမ်တဲ့သူတရုတ်နိုင်ငံသား313ဦးကိုစစ်ကောင်စီကဖမ်းဆီးပြီးတော့တရုတ်ရဲတပ်ဖွဲ့ကိုလွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကြားဖြန့်ပြစ်မှုကျူးလွန်သူတရုတ်နိုင်ငံသား333ဦးထဲမှာတရားခံပြီး45ဦးပါဝင်ပြီးတော့စက်တဘာလ26ရက်နေ့ကမူဆယ်ရွှေလီမြို့နယ်စပ်ဂိတ်ကနေတဆင့်တရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့ကြောင်းစစ်ကောင်စီကစက်တဘာလ30ရက်နေ့မှာထုတ်ပြန်ထားပါတယ်။၎င်းတို့ကိုစက်တဘာလအတွင်းမှာဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့အွန်လိုင်းငွေလိမ်လည်တဲ့သူများဟာကြားဖြန့်လုပ်ငန်းတွေနဲ့ဆက်ဆက်နေသူများဖြစ်ပြီးတော့ ငွေလိမ်ရာမှာအသုံးပြုတဲ့ကွန်ပျူတာစကမ်ဆက်များကိုလည်းဖမ်းဆီးရမိခဲ့ကြောင်းပြောဆိုထားပါတယ်။စက်တဘာလ23ရက်နေ့ကမူဆယ်မြို့မင်္ဂလာမူဆယ်အေရာမှာရှိတဲ့ကြားဖြန့်လုံခြုံနေတဲ့အဆောက်အုံတစ်ခုကိုစစ်ကောင်စီတပ်နဲ့ရဲများကဝင်ရောက်စီးနင်းခဲ့ပြီးတော့ကြားဖြန့်လုံခြုံရေးပြည်သူစစ်များနဲ့အပြန်လန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ကြားဖြန့်အဆောက်အုံကိုစစ်တပ်ကဝင်ရောက်စီးနင်းဖမ်းဆီးမှုများလှုံ့ဆော်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုမြို့နယ်မန္နာကျေးရွာနယ်ကောင်းစာကျေးရွာကိုစစ်ကောင်စီကလေရင်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တမလာ30ရက်နေ့ည9:58မိနစ်အချိန်မှာစစ်ကောင်စီရဲ့လေရင်များကလားရှုမြို့နယ်မန္နာကျေးရွာကို၎င်း ည7:38နာရီ38မိနစ်အချိန်မှာလာရှုံမြို့နယ်ကောင်းစာကြီးရွာကို၎င်းဘုံများကျဲချခဲ့တယ်လို့သိရပါတယ်။ဘုံကျဲချမှုကြောင့်လူနဲ့ပစ္စည်းထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးကြောင်းဒေသခံပြည်သူများကပြောပါတယ်။မနေ့ညက10နာရီမထိုးခင်မှာလာရှုံမန္တာကြီးရွာကို၄ချောင်းကနေပြီးတော့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်။သိရသလောက်ကတော့လူထိခိုက်မှုမရှိဘူးလို့တော့သိရတယ်။နောက်တစ်ခါည7:40လောက်မှာကောင်းစာဘက်ကိုဘုံတွေထတ်ကျဲတယ်။ ်အခုကနေတိုင်းညတိုင်းဘုံတွေကျဲနေတော့လူတွေကလုံခြုံတဲ့နေရာမှာပဲဘုံတံရှောင်ရင်းနဲ့ညအိတ်ကြရတော့လူအထိကြိုက်တော့မများဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အချက်ပဲစစ်ကောင်စီကလက်ရှိမှာလာရှုံမြို့နယ်ကိုလေကြောင်းကနေတိုက်ခိုက်မှုစုစုပေါင်းအကျဉ်းရေဆယ်ကျဉ်းရှိလာပြီဖြစ်ကြောင်းသိရပါတယ်စက်တဘာလ30ရက်နေ့မနက်အစောပိုင်းမှာလာရှုံမြို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခတ်မှုမှာအရတတူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်မနေ့ကမနက်ပိုင်းစစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲမှုများကြောင်း လာရှုံမျိုးရက်ကွက်ဆက်တဲ့ခေါက်ကွင်းအနီးမှာပောက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီးတော့ဘုံတလုံးဟာရက်ကွက်ရှစ်မန်ဆူဟိုတယ်အနီးမှာပောက်ကွဲခဲ့ပြီးအပြစ်မဲ့တဲ့ဒေသခံပြည်သူတအူးဒဏ်ရာအပြစ်ထံရရှိကာအဆောက်အဦအများပြပျက်စီးခဲ့ရတယ်လို့သိရပါတယ်စက်တင်ဘာလကစတင်ပြီးတော့မင်းအွန်လိုင်းကတံပြန်ထိုးစစ်လို့ခေါ်တဲ့စစ်စင်ရေးကိုစတင်ခဲ့ပြီးပြည်သူများရဲ့အသက်နဲ့အုပ်စာပျက်စီးများရဲ့လုံခြုံရေးကိုလုံးဝခရုတ်မဆိုင်ပဲနိုင်ငံအနှက်နေရာအနှက် ်ဘုံကျဲတိုက်ခိုက်မှုများဇက်တိုက်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ထိခိုက်ဒေဆုံးရတဲ့လူကြီးဟာတနေ့ထက်တနေ့ပုံပုံမြင့်တက်လာတယ်လို့သိရပါဗျ။လာရှုပ်ကိုစစ်တပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူအ ਨੇ စုံ၃ဦးသေဆုံးပြီး39ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ပရောက်မြန်မာနိုင်ငံသားများအားလုံးစစ်မှုထမ်းရမဖြစ်မနေတာဝန်ရှိပြီးတော့အမိမျိုးကိုပြန်လာပြီးစစ်မှုထမ်းရအတွက်စစ်ကောင်စီကအစီအမံများကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီက2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအသက်သွင်းလိုက်တယ်ပြည်သူ့စစ်မှုထမ်းဥပဒေအရပြည်တွင်းပြည်ပမိသည့်နေရာမှာမစိုးရောက်ရှိနေထိုင်နေတဲ့မြန်မာနိုင်ငံသားမှန်သားများဟာစစ်မှုထမ်းရအကျုံးဝင်ကြောင်းပြောဆိုထားပါတယ်ပြည်ပရောက်ရှိနေတဲ့မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ်ကန်ဆောင်ထားတဲ့နိုင်ငံသားများအားလုံးဟာတတ်မှတ်ထားတဲ့ဥပဒေနဲ့အကျုံးဝင်ရင်စစ်မှုထမ်းရမှာဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးစစ်မှုထမ်းနိုင်ရေးအတွက်လည်းတပ်ဆိုင်ရာစစ်မှုထမ်းစင့်ခေါ်ရေးဗဟိုအဖွဲ့က လိုအပ်တဲ့အမိန့်ညွှန်ကြားချက်များကိုပြည်သူစစ်မှုထမ်းဤဥပဒေထုတ်ပြန်ပြီးပါကကြီးညာရန်ရှိနေကြောင်း၎င်းကဆက်လက်ပြောကြားထားပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေစတင်အသက်ဝင်ခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအမျိုးသားတွေဆိုရင်အသက်18ကနေအသက်35နှစ်အမျိုးသမီးဆိုရင်အသက်18ကနေအသက်28နှစ်အထိရှိတဲ့နိုင်ငံသားတိုင်းကစစ်မှုထမ်းဖို့တာဝန်ရှိပါတယ်။ ဘယ်မှာပဲရောက်နေရောက်နေစစ်မှုထမ်းဖို့တာဝန်ရှိတယ်ပြည်ပရောက်မြန်မာတွေစစ်မှုထမ်းဖို့ကအမိမြေကိုပြန်လာရမှာပါအဲ့လိုပြန်လာဖို့ကိုလည်းကျွန်တော်သိရတဲ့လောက်ကတော့စီမံချက်တွေလုပ်နေပါတယ်အဲ့ဒါကပြည်သူစစ်မှုထမ်းဤဥပဒေပြဋ္ဌာန်းပြီးရက်တိုက်ထွက်လာပါလိမ့်မယ်လို့တနင်္သာရီတိုင်းစစ်မှုထမ်းစိတ်ခေါ်ရေးအဖွဲ့ကတရင်ရင်းမြစ်ကပြောဆိုထားပါတယ်လက်တလောရရှိထားတဲ့တရင်အချက်လက်များအရာပြည်သူစစ်မှုထမ်းဤဥပဒေပြဋ္ဌာန်းပြီးရင် ပြည်ပရောက်မြန်မာနိုင်ငံသားများအနေနဲ့နိုင်ငံကူးလက်မှတ်တက်တန်းကုံဆုံးတဲ့အခါမှာတက်တန်းတိုးရန်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့များထံမှထောက်ခံချက်နဲ့သာတက်တန်းတိုးခွင့်ပြုမယ်ဆိုတဲ့သတင်းများလည်းကြဲကြဲပြတ်ပြတ်ထွက်ပေါ်လျက်ရှိကြောင်းပြောဆိုထားပါတယ်။ကျွန်တော်ပြောနိုင်တာကတော့ပြည်ပရောက်မြန်မာတွေအထူးသဖြင့်စစ်မှုထမ်းဖို့အသက်အရွယ်အကျုံးဝင်တဲ့သူတွေကစစ်မှုထမ်းရမှာပဲ ခုနကမေးတယ်လို့ဘလို့လုံပါလဲဆိုတော့တက်ဆိုင်ရာဗဟိုအဖွဲ့ကအမိန်ကြီးညာချက်နဲ့လိုအပ်တဲ့စီးမျက်စိကနေကိုထုတ်ပြန်ပါလိမ့်မယ်အသေးစိတ်တော့တက်ဆိုင်ရာကထုတ်ပြန်ရင်သိပါလိမ့်မယ်လို့၎င်းကဆက်လက်ပြောဆိုထားပါတယ် 2024ခုနှစ်မေလကစတင်ဖွင့်လှစ်ခဲ့တဲ့ပြည်သူ့စစ်မှုထမ်းစစ်တင်နှံအပတ်စဉ်ဟာအခုအော်တိုဘာလမှာအပတ်စဉ်6ဝတိရောက်ရှိနေပြီးတော့အပတ်စဉ်တိုင်းလိုလိုမှာလိုအပ်နေတဲ့အရေးအတွက်မရရှိတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်ဝန်မှာပေါ်တာဆွဲဖမ်းဆီးမှုများကိုကြက်ကြက်ပြန့်ပြန့်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလင်းမြို့နယ်အုတ်ကန်ချေးရွာအရှိအန်ကြီးလမ်းခွဲနေရာကို အကြမ်းဖက်စစ်တပ်ကလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ရအောင်ပြည်သူ9ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ30ရက်နေ့မနက်7:30မိနစ်အချိန်ကမှကော်လင်းမြို့နယ်အနောက်ဘက်ချမ်းအုတ်ကံချေးရွာမြောက်ပိုင်းကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နှစ်စီးနဲ့ပေါင်900ဘုံ၄လုံးကျဲချတိုက်ခိုက်ရအောင်ပြည်သူ9ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အုတ်ကံချေးရွာဟာ အရသာပြည်သူများတာနေထိုင်ပြီးတော့ PDF တပ်ဖွဲ့လည်းလုံးဝမရှိပဲတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူးလို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ကြောင်း calling KI အမှတ်နဲ့တိုက်ရင်းကပြောဆိုထားပါတယ်။စပ်ပမာလာ26ရက်နေ့ည7:00နာရီ10မိနစ်ခန့်ကလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူများသာအေးချမ်းစွာနေထိုင်နေတဲ့ကောလင်းမြို့နယ်အနောက်တောင်ဘက်ခြမ်းရွာတိကျေးရွာအနီးကိုအကြမ်းဖက်စစ်ကောင်စီဘက်က Jet Fighter တစ်စီးနဲ့ပေါင်900ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူတအုပ်တွေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကလေးချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခံရမှုကြောင့်ဒေသနေပြည်သူအများစုဟာအလုံးအမင်းစိုးရိမ်ထိတ်လန့်နေကြပြီးတော့ခြေရွာထဲမှာမနေထိုင်ရဲကြတော့ပဲရှောင်တိတ်နေကြရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့တင်နိုင်ငံရေးတင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ